ကျွန်တော်တို့တွေဒီနေ့တော့အဲပန်ကာလေးပေါ့နော်တကယ်တမ်းဒီအောက်မှာပန်ကာကတော့တခဲမပေါဘူးဗျာဒီတခဲကတော့ကျွန်တော်ဆရာကပြက်ပြီးကျွန်တော်ကလီယုံမယ်ဆိုယူလိုက်ယူလိုက်တပည့်တိတ်ပါလို့ကျွန်တော်ကတ်ထားလိုက်တာဟုတ်ကဲ့တကယ်တမ်းဒီခဲမှာဒါမှမဟုတ်တခဲတစ်လုံးနဲ့ပေါ့ဗျာဒါနဲ့ဒီမှာ၄လုံးလေးဆိုတော့ဘာပဲနေ MB ရတောင်းနေပိုးခန့်နေပေါ့ပန်ကာလေးဒါကတော့ကြာလာပါပြီပြက်ထားတယ်အဲကြောင့်ကျွန်တော်တို့ဒီကြာလေးအကောင်းမကောင်းစမ်းကြည့် ကျွန်တော်တို့ဒီလောက်တဲ့ဒီပန်ကာလေးပြင်ဖို့အတွက်ပထမဆုံးဒီပန်ကာလေးကောင်းမကောင်းစမ်းကြည့်မယ်ပေါ့ဗျာအဲကြောင့်ထုံးစံတိုင်းမှာကျွန်တော်တို့ဒီကောင်းကိုဘယ်မှာသွားမလို့ဆိုတော့အတမ်းမီစကေးမှာပါတဲ့အတွက်အဲအုံးစကေးအိုမီဂါစကေးလို့အမှအမြောက်30ကိုထားမယ်အမြောက်30ကိုထားမယ်ကျွန်တော်ထုံးစံတိုင်းမှာကျွန်တော်တို့၄အဲလိုလဲလဲလေးခဏထားလိုက်မယ်အထုံးတဲ့တိုင်းအာဒါဒီပဲရှော်လေးဖြစ်ကုန်လေ။အထုံးတဲ့တိုင်းပဲကျွန်တော်တို့တွေ ချိတ်ပြီးဆိုတော့အဲတန်လေးနှစ်တန်ပူကြည့်မှာပေါ့ဗျာကျွန်တော်တို့ဒီအဲလေဒါဆိုရင်ကျွန်တော်တို့အဲကျွန်တော်တို့မီတာကွယ်လေးကအလုံးလုံးတယ်ပေါ့ဗျာကျွန်တော်တို့ပန်ကာလေးကောင်းမကောင်းဆမ်းမယ်ဒါလေးကတော့ဒီဘက်မှာပဲဖွင့်နေတာတခုရဲ့ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ circuit တိုင်ပေါ့နော်ကျွန်တော်တို့ circuit ပြားနဲ့တွားထားတယ်ခလုတ်တွေနဲ့တွားထားတာမဟုတ်ဘူးပေါ့နော်အဲပန်ကာအသေးလေးပေါ့နော် စမ်းမစမ်းကြည့်အောင်အဲ့တော့ပန်ကားကောင်းမကောင်းတစ်ချက်စမ်းမယ်ထုံးလိုက်နိုင်ပါဘောနော်အဲ့ထုံးလိုက်မစမ်းမယ်ဆိုတော့ကျွန်တော်တို့တွေကအနက်ကအဲဒီမှာထောက်ဒါကတော့ဟိုပြောလို့ quin ပလန်းရှိသေးလားမရှိသေးလားစမ်းလာပါတော့တရားကဒီမှာထောက်မယ်အဲတစားကနောက်ထပ်တခဲတစ်ဖက်မှာထောက်မှာပေါ့နော်ဒါကတော့သူပါတဲ့ function တိုင်းပဲပေါ့အဲကြတော့အဲ့ထောက်ပြီးတော့မှကျွန်တော်တို့တွေကလက်တန်တက်မတက်စမ်းမယ်ပေါ့နော်

အမေအောင်ချရတာကအဲတန်နေတယ်ဗောနော်ဒါဆိုရင်ပန်ကကောင်းလေးရလို့တော့ထင်တာပဲဗောနော်အဲကျတော့ကောင်းလေးရဆိုတော့အနေထားတော့ရှိလို့ရှိတယ်အဲတခဲစမ်းကြည့်မယ်အဲတခဲကလည်းထားပါဆိုကျွန်တော်တို့ကဒါကတော့ဘူးမပါဘူးဗောနော် ဘုံဘာလဲတက်ခဲဦးမှာ CV ဆက်ထားတာ CV ဆက်ထားတာဘယ်ရဟအောင်ကျွန်တော်တို့ဓမီရဟအောင်ပဲမကောင်းဘူးဆိုပြီးဖြုတ်ပြထားကျွန်တော်လည်းယူလာတလိအောင်ညကျွန်တော်တို့ဘိုတိုင်းကြည့်မယ်ဘိုတိုင်းကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာပဲဘက်ထရီတော့ဘုံလေးပေါ့နော်ဘက်ထရီတော့ဘုံလေးကိုရွှေ့လိုက်မယ်9ဘိုဒီရွှေ့လိုက်မယ်ပေါ့နော်ဒီကောင်တော့3.5ဝင်နေတော့လို့အဲကြတော့တဖက်ကကျွန်တော်တို့ကထားပါဆိုအနီးနဲ့ကမခွဲတတ်တော့ဘူးမသိတော့တဖက်ကတစားအောင်ထိမယ် လွတ်တန်တတ်မတတ်တစ်ချက်ရှိုးမှာပေါ့တစ်ဖက်ကနောက်တစ်စောက်အထိပဲအထိရအဆင်ပြေရရဒါဆိုရင်ကျွန်တော်တို့တွေကကြည့်မယ်ဆိုရင်တဘူနှစ်ဘူသုံးအဲ sorry အဲပေါ်ဒီမှာတက်ပေါ့နော်ဒီမှာ0ဘူဒီမှာကအဲတဘူနှစ်ဘူအဲသုံးဘူလေးဘူတော့မပြေဘူးဆိုတော့ 3.5음အဲ့မတော့၃ဘို့ဘွယ်၄ဘို့မရောက်တိအောင်အဲ့လောက်မှရှိတယ်ပေါ့ကဲစမ်းကြည့်အဲ့ကျတော့ဒီကောင်အနီနဲ့ကမှန်သွားတယ်တကယ်လို့အနီနဲ့မမှန်ဘူးဆိုရင်ဘယ်လိုဖြစ်မလို့စမ်းကြည့်မယ်ဗျာဒီကောင်ဒီဘက်ထောက်လိုက်ပါဦးဗျာဟုတ်တယ်ဟုတ်ဟုတ်အနက်ကိုဟိုဘက်ရှူလိုက်အနက်ကဒီဘက်ကိုထောက်အနီကိုဒီဘက်ထောက်ဟော အဲလက်တန်တွေ့လာအထက်မတန်တွေအောက်ထပ်ပြန်ဆိုင်သွားဒါဆိုရင်အဲ့ဒါကအနည်းနဲ့မှားတဲ့ပုံစံပေါ့အဲ့ကြောင့်ဒီကြက်ဘက်ဒီကောင်ကဒီဘက်ကအနက်ဖြစ်သွားတယ်အဲ့ဒါတော့အနက်ဆိုတော့အနက်ဘက်ကိုအနက်ရောင်ဒါလေးပေါ့နော်စော်ပြီးတော့ဒီကနေဒီလို join လိုက်မယ် join လိုက်မယ်ဆိုတော့ထုံးနေနိုင်မယ်ခက်ကျွေးမယ်ပေါ့ဗျာ ခဲဘူးလေးဖွင့်လိုက်ပြီအာခဲဘူးကစောင်းလာဒါတော့အဲဒီမှာကြည့်အဲကျွန်တော်ဒီဒီကောင်းလေးကြိုက်တာဒါစဉ်းစားပါတယ်သူကမကင်မချင်းအဲတပိတ်ပါဟောကောက်ကန်ရတကယ်တမ်းသူ့ရဲ့အပူချိန်ရှိပြီလားဗောနော်တတ်မှတ်ထားတဲ့အပူချိန်ကြားနေဖြစ်လို့သူ့အောင်စင်စာလေးရခဏရက်သွားတယ်ဗောနော်သဘောကျပါတယ်အဲ့တော့ကျွန်တော်တို့ခဲကျွေးမှာဗောခဲကျွေးခြင်းလုပ်ငန်းစဉ်မှာဆိုတော့လက်တစ်ဖက်ကဘယ်လိုလဲဆွဲရပါလဲ ဲ့တော့ဒီကောင်းလေးကိုဆောက်လိုက်မယ်ဒါလေးကိုအဲထင်းရှူလေးတိုးလိုက်မယ်ပြီးတော့ဒီမှာအနီးဒီကောင်းလေးကိုထင်းရှူလေးတိုးမယ်ဒီကောင်းလေးကိုထင်းရှူစီတိုးမယ်ကွတ်သွားတယ်အဲပြီးပြီဆိုရင်ကျွန်တော်တို့ဟိုကခဲခေါက်လေးကိုဒီဘောဒီမှာရှာရတဲ့ဒီကောင်းလေးဖြေးပါအောင်ပေါ့နော်ဆောက်မယ်အဲကျတော့လက်တပတ်လေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဆော်ပြီးမှပဲတစ်ချက်ပြန်ပြမယ် အဲအခုဆိုရင်တော့ကျွန်တော်တို့တွေအနီးတစ်ဖက်အနောက်တစ်ဖက်စော်ပြီးသွားပြီပေါ့ဗျာအဲဒီကောင်လေးတွေအစင်ပြေလာမပြေတော့တစ်ချက်ရှိုးကြအောင်လို့အဲဒီကောင်လေးကဒီတိုင်းဘောကောင်ကဒီဘက်လာဒီတိုင်းအဲ့တော့မိတယ်ထားပါပဲ။ ။ဒါဆိုဒီကောင်ကိုဒီထဲကိုပြန်ထည့်မယ်။စော်မယ်။ဒီကောင်ကိုဒီထဲထည့်ပြီးစော်မယ်။ကပင်းပြန်ပြန်။ဟော။ကဲခုအလီကတော့စော်ပြီးသွားပြီ။သူရဲ့ပုံစံလေးကဒီတိုင်းပဲဗျ။ကျွန်တော်တို့စော်မယ့်နေရာကိုအဲထင်းရှူးစီလေးပုံလိုက်တယ်။ပြီးပြီဆိုရင်ဒါလေးကထားပါလို့ခဲကောက်လေးဆိုရင်ခဲကောက်လေးပေါ့ကိုထင်းရှူးအဲခဲလေးနည်းနည်းကျွေးလိုက်တယ်။အဲခဲလေးနည်းနည်းတင်လိုက်တယ်။တင်ပြီးဆိုကိုယ်ဆိုရင်နေရာလေးကို bass cap လိုက်တယ်နော်။ အဲ့လိုမျိုးနဲ့ကတ်လိုက်တယ်ဆိုတော့ဒါဆိုရင်အဲဒီဘက်ကအနီဘက်အဲဒီဘက်ကအအနက်ဘက်ဒီဘက်ကအပေါင်းဒီဘက်ကနှုတ်โอเคဆန်းတော့ဆန်းပြီးတော့ကျွန်တော်တို့ရေးတာဆန်းရှိကြရအောင်ပေါ့နော် ဘန်ကလဲသေးလားမလဲသေးလားပေါ့โอเคကိုပါတယ်ဒီတိုင်းလာကျွန်တော်တို့အားပြည့်သွင်းထားမယ်ဆိုရင်တေးကြတဲ့ပုံမှန်နိုင်ဝက်လောက်ခံတဲ့ဟာ၄လုံးသာဆိုတော့ဘာပဲနဲ့နေ၄လုံးသာဆိုတော့အာ၂နိုင်လောက်တော့ခံမှာပေါ့အာ တစ်ချက်ထဲပဲလာမသိဟာခတ်သွားပြီအပန်းကစကစ်ပြန်နေပုံရတယ်ပိတ်တာတော့ပိတ်မရဟဲ့ပိတ်တာကတော့ပိတ်မရဘူးတဲ့အဲ့ဆိုရင်ထဲထဲကခလုတ်တစ်ခုခံမှာဖြစ်မှာလေဒါလိုက်ပုံနေဦး ဟာဘာဒီကလောက်ဖိနေထိုင်ရက်သွားတယ်ပြလိုက်တာလည်းပြန်လည်လာတယ် off cloud လည်းပြန်လာစကစ်ပါလာရမယ်လည်းတူတယ်အဲ့ဒီပန်ကားတစ်ခုဘယ်လောက်လောက်ရှိတုံးဆိုတော့9000 6000လောက်ပေါ့ဗျာအဲ့တော့ဆက်ကစ်ကြီးကလာရမယ်ဆိုရင်တန်လားမတန်လားတော့မသိဘူး မိရလေကျွန်းနေပုံရတယ်နော်အဲ့ကြတော့အသွင်းကြည့်လောက်ပါအာဝင်လားမဝင်လားအာဒီကောင်လေးခဲကောက်လေးနဲ့တတိတိကဖြုတ်လာအောင်မဲဟုတ်ထုံးနေနိုင်မခဲကောက်တော့လွှဲရကြွယ်ထားလွှဲရကြွယ်ထားကိုမလို့ရဟာဒီပြန်ပိတ်စံကြည့်လိုက်ဦးမယ်စံကြည့်လိုက်ဦးမယ် Oh, ah, ngoài bueno, lá mình đi, Ừ. Ngoài lá mùa là mm. Mm. Bueno, là mình tìm Nghi lên mà biểu Nghi lên mà biểu အဲ့ဆိုခလုတ်တစ်ခုခံမှာဖြစ်မှာတဲ့အိမ်မောခလုတ်ရှိလားမသိဘူးကဲလောလောဆယ်တော့ပန်ကာလေးကတော့လဲသွားပြီဆိုတော့ဝမ်းသာတရားပေါ့ဟွာကျုပ်ပြန်တာလည်းမရှိပါဘူးအာသွင်းကြည့်ရင်တော့တမျိုးတမျိုးကျန်ပါပေါ့ကဲဒီနေ့တော့အားတလောက်ပါပဲပန်ကာလေးတစ်လုံးတော့ကျွန်တော်တို့တွေကြော်ခွာလောက်လိုက်တာတော့โอเคသွားပြီပေါ့နော် လူတယောက်စာလေးကတော့ရတောင်ခတ်တလောက်ကတော့အေးပါတယ်ခြေစစ်တွေပါတယ်နောက်ဒီထက်ကောင်းတဲ့ဗီဒီယိုလေးတွေထပ်ပြီးတော့ဖန်တီးပြီးတော့လုပ်ပေးပါဦးမယ်နော်